ကင်းရင်မြို့သားရဲတပ်ဖွဲ့ KNPFE လှုပ်ဆောင်မှုများဗိဒဝဲခရိုင်လေမူလာမြို့နယ်တဖိုကျွေးရအုပ်စုအတွင်း2025ခုနှစ်စက်တင်ဘာလ29ရက်နေ့မှအောက်တိုဘာလ25ရက်နေ့ထိလေမူလာမြို့နယ်ကင်းမြို့သားရဲတပ်ဖွဲ့ခေါင်းဆောင်များမှပူးပေါင်းဆောင်ပြီးဒေသအတွင်းတရားဥပဒေစိုးမိုးရေးရဲရဲအချင်းတရားရင်းနှင့်မင်းစေဝါပပရေးတို့ကိုတဖိုကျွေးရအုပ်စုအမတ်တင့်နေမီရဲတပ်ဖွဲ့ဖွဲ့စည်းခဲ့ပြီး၎င်းတို့ဖွဲ့စည်းခဲ့သော ကီမြူသားရဲတပ်ဖွဲ့များအတွက်အချစ်ခံရဲတပ်ဖွဲ့ရဲတုံတင်တဲ့အပတ်စဉ်တစ်ကိုပြုလုပ်ခဲ့ပါတယ်။၎င်းရဲတုံတင်တဲ့ကိုကီမြူသားရဲတပ်ဖွဲ့စုစုပေါင်း29ဦးတက်ရောက်ခဲ့ပါတယ်။တင်တဲ့မှာ1ကောသူလေရာဇဝဥပဒေ2ကောသူလေရာဇဝချစ်ထုံးဥပဒေ3ကောသူလေတရမလောက်ထုံးလုံးနေဥပဒေ4ကောသူလေမူရေးစေဝါတက်ဖြည့်ရေးအထူးအဲ့ဥပဒေ5ကောသူလေ ပြုစားခြင်းဆိုင်ရာ အထူးအဲ့ဥပဒေ6 ခေါဆောင်မှုနဲ့စစ်မှတ်ခွခွင့်မှုဆိုင်ရာတင်နှံများအားတင်ကြားပို့ချပေးခဲ့ပါတယ်။ကရင်မျိုးသားရဲတပ်ဖွဲ့ KNPF ဟာကိုသူလေးအချုပ်မှုနယ်မြေတွင်ပြည်သူလူထုအေးချမ်းစွာဖြင့်လောက်ကန်နေထိုင်စားသောက်နိုင်ရင်တရားဥပဒေစိုးမိုးရေးအတွက်အစဉ်တစိုက်ကျူးပန်းဆော်ရွက်လျက်ရှိပါတယ်။